မင်္ဂလာပါရှင်အာစုကူဒီကောင်လေးကဒါကာဝန်လေးချုပ်ထားတဲ့ဟာလေးပေါ့နော်ရှေ့ရတုန်းကတင်ထားပြီးသားရှိတယ်ကာဝန်ချုပ်ထားတဲ့ဟာလေးကိုဒါအကြံဉာဏ်အစဉ်စဉ်ချုပ်တဲ့ပုံစံလေးကို record ယူထားဖြစ်ပါတယ်အရင်ဆုံးတော့ဆိုတာဒီကောင်ကထီးကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အာကောင်ရဲ့အောက်ပိုင်းပေါ့နော် ထီးညှက်ဖို့အတွက်ကိုပိတ်စာကိုခင်းထားတာဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ရှေ့ချမ်းနောက်ချမ်းနှစ်ချမ်းစာညှက်ထားပြီးသွားပြီးပြီပေါ့နော်ဒါဆိုခေါင်းဝန်အောက်ပိုင်းကရပြီအပေါ်ပိုင်းမှာကြတော့အပေါ်ပိုင်းမှာကသူက dropping နေပါမယ်အာကိုတဲ့အပြည့်ကိုရေကူးတောင်းနဲ့ချုပ်တဲ့ဟာရဲ့ dropping ရဲ့ပြီးသွားလို့ရှိရင် sequence တစ်ထပ်ရဲ့ပါမယ်အပေါ်ရန်အပေါ်ရန်မှာတော့ dropping ပါမှာပေါ့နော်အောက်ကပိုးတစ်ထပ်ပြီးသွားရင်ပိုးပေါ်မှာကကြတော့ဒီစား ဇာဦးကြတော့စူဟာဒီကောင်ကိုဇာကိုပေါ့နော်အာတောက်ကလေးဖြောက်ပြီးွားတော့မှလက်ချုပ်လေးနဲ့ပြန်လိုက်ပြီးမှအခုဒီပြထားတဲ့နေရာလေးတနေရာမှာပဲလက်ချုပ်ရှိမယ်အဲ့တော့အောက်ခံဒီတလွားရှိမယ်ပြီးသွားလို့ရှင်ဇာတလွားရှိမယ်နောက်ဆုံးအပေါ်ကနေမှမှဒီ drip ထပ်ထားတဲ့ဟာလေးလေးရှိမယ်ပေါ့နော်ဒီကောင်မှာတော့ခြေကျဲလေးတွေလိုက်ထားတယ်ခြေကျဲတွေကစုအလုံးပြီးသွားပြီဆိုတဲ့အခါကျမှဖြုတ်မှာပေါ့နော် အဲ့တော့နောက်ချမ်းမှာဆိုလို့ရှိရင် နောက်ချမ်းမှာကဇာနဲ့ပိုးနဲ့ဆိုပြီးတော့နှစ်လွှာရှိတယ်။နှစ်လွှာရှိတဲ့ဟာမှာအာပိုးအတွက်ကိုပဲဓာတ်ကိုချုပ်တယ်။ဇာအတွက်ကိုကြတော့သူကတောက်ဖြောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇာကပိုးနဲ့ဇာနဲ့မှာချုပ်ရိုးကအခုလိုမျိုးပေါ့နော်။အာချုပ်တောက်ချုပ်ထားတာကတော့တခုပဲရှိမယ်။ဒီနှစ်ခုကိုပူးပြီးတော့တွဲဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးဒီမှာအာပင်အပ်လေးတွေအရင်လိုက်ထိန်နေပေါ့နော်။ပင်အပ်လေးတွေထိန်ပြီးွားတဲ့ခါကြတော့မှဒီကောင်ကို ပတ်ပတ်လဲကိုခြိကျဲနဲ့တကြောင်နှင်းပါတယ်။အဲ့တော့ဒီခြိကျဲနှင်းနာတွေချုပ်တာတွေမတိုင်ခင်မှာအရင်ဦးဆုံးမလုပ်ထားဖို့လိုလဲဆိုတော့သူတို့ဒီ sequence ကြီးတွေကိုတော့လွတ်အောင်ဖြုတ်ထားဖို့လိုတာပေါ့နော်။အဲ sequence ကြီးတွေတွေကတခါလေကြလို့ရှိရင်ကိုကအရန်ဖြုတ်တာများွားလို့ရှိရင်လည်းအင်ကြီးမှလွတ်သွားလို့ရှိရင်ပြန်ဖြည့်ပေးရတာရှိရယ်အာတအားကက်ကက်လေးတွေပဲဖြုတ်ထားတဲ့အခါအင်ကြီးနဲ့မလွတ်တဲ့အခါကျရင်ချုပ်လို့ရှိရင် ဆက်ကြောင်းနေမှာမလွတ်ဘူးဆိုလို့ရှင်အခုလိုမျိုးပြန်ဖြုတ်ကြတာလေးရှိတယ်ပေါ့နော်အခုဒါဆိုလို့ရှင်စုခုဒီကောင်ကနည်းနည်းချုပ်ကြောင်းနဲ့မလွတ်နိုင်တဲ့ဟာလေးတွေနည်းနည်းရှိလို့ဖြုတ်တာပြီးသွားရင်ဒီကောင်လေးကဒါကိုယ်တယ်ဒီတွဲစရာရှိတာဒီတွဲပြီးသွားပြီးလက်တက်မှာပေါ့နော်ဒါကတော့လက်တက်တဲ့ဘက်ကိုရောက်သွားပြီမိကလာလိုက်ပြက်လိုက်လာလိုက်ပြက်လိုက်ဆိုတော့စုခုဒီကောင်ကိုချုပ်တဲ့အခါမှာအာဆက်နှလုံးကိုဟိုဘက်ဒီဘက်ကိုတော်တော် အာအယုံညားသွားရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီဘက်ကဒီဘက်ကဆက်သေးလေးတီပိတ်စာအာအကူစုဒီကောင်တွဲတဲ့ဟာဆိုလို့ရှိရင်ပိတ်စာအထုတယ်ပေါ့နော်ညားတယ်ဗလန်တီနိုမမစာရီရောပိုးရီရောဖြစ်တဲ့အတွက်ကြောင့်မလို့ပိတ်နေနေထူတဲ့အခါကျလို့ရှိရင်ထင်းရတာချုပ်ချောင်းအဓိကတော့ချုပ်ချောင်းပေါ့နော်ချုပ်ချောင်းလေးတွေတိတ်ပြီးတော့အာ မလှတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ဓာကောင်ကိုတော့လုံးဝမဖြစ်မနေမိပြတ်သွားတဲ့အတွက်ကြောင့်ဒီဘက်မှာလာပြီးချုပ်ကားပေါ့နော်ထိန်းချုပ်ကားတာပေါ့အခုလက်ဒီမှာလက်တက်တယ်လက်တက်ပြီးပြီဆိုရင်ဒီကောင်ကကိုယ်တွေတွေလက်ဒီတက်ပြီးပြီလက်မှာကြရင်ဆိုအခုဒီမှာနော်ဒီလိုမျိုးလေးလက်မှာလည်းအထက်ကလေးဖျက်ပြားကောက်ထက်လေးပါတယ်နောက်ပြီးတော့အခုဒီကောင်ကကြာတော့လဲထောင် လေတောင်ကော်လန်လေတောင်လေးပေါ့နော်စတစ်လေတောင်လိုပုံစံလိုမျိုးပါပဲအဲ့တော့ဒီကောင်ကိုလုံမယ်ဆိုလို့ရှိရင်လည်းသူကအတွင်းပြင်ပိုးနှစ်ထပ်ရှိမယ်အတွင်းပြင်ပုံမှန်အတိုင်းချုပ်နေကြစတစ်အတိုင်းပိုးနှစ်ထပ်ကိုမှမှအပေါ်မှာကြတော့အပေါ်လွှာမှာကြတော့စီးကွန်းတလွှာပါမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပေါ်စီးကွန်းမှာချုပ်ချောင်းနဲ့မလွတ်သမျှ ဒီ sequence တွေဒီပလဲစီတွေအကုန်လုံးတော့စိတ်ရှိရှိနဲ့ဖြုတ်ပေါ့နော်ဖြုတ်ကြမယ်မဖြုတ်လို့ရှိရင်လည်းသူ့တို့ဒီကောင်ချုပ်တဲ့အခါကြာလို့ရှိရင်ဒါကအဆင်ပြေမှာမဟုတ်ဘူးလေအဲ့တော့ဒီကောင်တွေဖြုတ်မယ်ဖြုတ်ပြီးသွားလို့ရှိရင်အရင်ဦးဆုံးအပေါ်ရန်အလွှာနှလွှာအပေါ်မှာအလှထားမဲ့အလွှာပေါ့နော်အဲ့ဒီပေါ်လှထားမဲ့အဥ္စာကိုပိုးနဲ့ဒီ sequence နဲ့ကိုခြိကျဲပြန်ပေါက်ကြမယ်ခြိကျဲပြန်မပေါက်ချင်ဘူးဆိုလို့ရှိရင်လည်းကွာ အာလက်ချုပ်နဲ့ခြေကျဲလိုက်လို့ရတယ်เนาะအတိကျဲလိုက်တာလည်းရတယ်ဒါကိုအဆင်ပြေတယ်လို့လုပ်လို့ရတယ်ဆိုတော့အခုဒီမှာအာလက်ချုပ်နဲ့အတိကျဲလိုက်ဖို့အတွက်အချိန်မပေးနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ဒီကောင်ကိုအာဒီဆက်နေပဲတခါတည်းတမ်းပြီးခြေကျဲပေါက်မယ်ပေါ့เนาะဆက်နေခြေကျဲပေါက်ပြီးတော့အပေါ်နှလွာပူးပြီးပြီဆိုတော့မှအောက်ခံအလွာဖြစ်နေထားမယ်ပိုးနဲ့ပြန်ပြီးတော့ပူးမှာဒါလေးတွေကတော့ဒါပုံမှန် stick online တက်နေကြပုံစံအတိုင်းပဲပေါ့เนาะနည်းနည်းပို့ပြီးအလုပ်ရှုပ်သွားတာတကူကဒီကောင်က အလှထက်တဲ့ sequence တစ်ထပ်ပါတဲ့အတွက်ကြောင့်မလို့အဲ့ sequence တွေကိုဖြုတ်ကြတာတွေပြီးသွားလို့ရှိရင်ဇာနဲ့ပိုးနဲ့ပြန်တွဲရတာတွေအဲ့အဆင်လေးတွေပိုသွားတာတော့ရှိကြပါတော့နော်အခုကတော့မိလာနေဆိုတော့ဒီမှာအခုဒီဘက်ချမ်းကိုပြန်ရောက်လာပြီပြန်ရောက်လာပြီဆိုတော့ခုစုဒီမှာဒါလေးကိုဒါဒီဒီအလွှာကိုနောက်တစ်လွှာထပ်ပြီးပူးမယ်ပေါ့နော် နောက်တလောထပ်ပုံမယ်တကယ်လို့ကိုကဒီနေရာမှာအတွန်လေးတွေဘာလေးညာလေးထည့်ကျင်တာဆိုလို့ရှိရင်လည်းဒီလိုအနေထားမျိုးမှာလေပင်ပေးမှာအာလေလေပင်နှစ်ခုပေါ့နော်ကော်လန်စတစ်နှစ်ခုရဲ့ကြားထဲမှာအတွန်လေးတွေထည့်တာမျိုးတွေလောက်ကြတာပေါ့ဒါကတော့ sequence နဲ့အလှဦးစားပေးဆိုတော့ဘာမှမပါတော့အခုနောက်တလောနဲ့ပုံမယ်နောက်တလောအတွက်မှာပိတ်စာမလောက်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်လေးကိုအာပိတ်ကို အလဲမှာခြုံချောင်းရလေးပါတယ်ပေါ့နော်အလဲမှာခြုံချောင်းရပါတယ်ပြီးတော့လို့ရှိရင်ဒါနှစ်ခုပူဖို့အတွက်ကိုပင်လေးတွေလိုက်ထောက်မယ်ပင်လေးတွေလိုက်ထောက်ပြီးသွားရင်တော့ဒီကောင်ကိုတွဲလို့ရပြီပေါ့နော်အဲ့ဒီတော့အခုဒီမှာစပြီးတော့ဒီကောင်ကိုဒီနေရာမှာကော်လန်ကလေအာကော်လန်ထိတ်ကလေးတွေကိုအဝိုင်းလေးတွေလိုချင်တဲ့အဝိုင်းပေါ့နော် ာ4000လေးလိုချင်တယ်ဆိုလို့ရှိရင်လေ4000ပုံစံပေါ့အခုဒီကောင်လေးကကြတော့ဒါစု4000ပုံစံအတိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့4000ပုံစံမျိုးလေးလုပ်မယ်ပိစကပိစကအထက်တီးများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာမညီမှာစိုးတဲ့အတွက်ပင်အပ်လေးတွေဟိုတော့ခက်စိတ်စိတ်လေးတွဲထားပြီးဘူးလို့လာပေါ့နော်ပင်အပ်လေးခက်စိတ်စိတ်တွဲမယ်အာချုပ်ချောင်းလေးတွေကိုလည်းတတိထားပြီးတော့ညီအောင်ချုပ်မယ်ဒီကောင်ဒါကော်လန်ရပြီဆိုတဲ့အခါကြာလို့ရှင်အာကော်လန်ပိုင်းကို အတွင်းထဲကနေပြီးတော့အလှတကြောင်ပေါက်မှာကကြီးတောက်တာကကြတော့ချုပ်ရိုးကနည်းနည်းထောင့်နေမှာဆိုတဲ့အတွက်ကြောင့်မလို့ကဒါပပလေးချုပ်ထားပဲမယ်လဲကကြီးလေးတောက်ပြီးတော့ပူကောင်းတယ်နော်ဘာလို့လဲဆိုတော့ပိတ်စာကနည်းနည်းလေယာဉ်များတယ်အထက်တွေများတယ်များတဲ့အတွက်ကြောင့်ကကြီးတောက်မယ်ကကြီးတောက်ပြီးသွားတဲ့အခါကျလို့ရှိရင်အတွင်းထဲကပိုးတလွာပိုးတလွာကိုကြတော့ အလှတကြောင်တခါတည်းဖိပြီးပေါင်မယ်ပေါ့နော်ဖိပေါက်တဲ့အခါကျလို့ရှိရင်အတွင်းထဲကချုပ်ရိုးတွေကိုမိအောင်လို့တခါတည်းအာဖိနေခဲ့ဖို့လိုပါတယ်အခုဒါအားလုံးပြီးပြီးဒီစင်းထိပြီးသွားပြီဆိုတဲ့အခါကျရင်ဆိုလို့ရှိရင်လေဘင်းမှာလာပြီးတော့တွဲလို့ရပြီကိုယ်တည်းနဲ့လာတွဲလို့ရပြီပေါ့နော် ွန်လန်တောင်းထိတ်လေးတွေကိုချွန်ချွန်လေးတွေဖြစ်အောင်လို့ကိုကနည်းနည်းလေးအာအချွန်လေးကြအောင်လို့ပြန်ပြီးဆွဲထုတ်ပေးဖို့လိုတယ်အခုဒါဆိုလို့ရှိရင်ဒါမိဘူးလေးတစ်ဖြတ်တိုက်လိုက်တယ်ဆိုရပြီပေါ့နော်အခုဒီမှာကြတော့သူကဂါဝန်ကိုအာစကတ်စစ်တက်ကတော့မယ်ပေါ့နော်စစ်တက်မယ်ဆိုတဲ့အခါကျတော့မိကပြတ်သွားပြန်ပြီပြတ်သွားပြီဆိုတော့စုကူဒီဘက်ချမ်းမှာတချမ်းပြီနဲ့တချမ်းပြီနဲ့စစ်တက်တာပေါ့နော်စစ်ပြောက်ကိုတချမ်းပြီနဲ့ဒီဘက်ချမ်းနေပြီးတော့လာပြီးတော့တက်တယ်အာနည်းနည်းတော့ထင်းရတာတော့အာ โอเวอร์ดัสซะလို့ရှင်စပြောင်းနေမဟုတ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ချွတ်ကြည့်ချွတ်ကြည့်တော့နိုင်တာပေါ့เนาะဒါပေမဲ့မတက်နိုင်ဘူးဒီဘက်ဆက်နဲ့မှမချုပ်ရင်ပြီးမှမဟုတ်တဲ့အတွက်ကြောင့်မလို့ဟိုဒီဘက်ဆက်နဲ့ချုပ်ပြီအဲ့တော့ဟိုဘက်တစ်ချမ်းကိုလည်းဒီတိုင်းပဲစစ်ကိုတက်ကမှာဖြစ်ပါတယ်စင်းနှစ်ဘက်စလုံးတက်ပြီးပြီဆိုတဲ့အခါကျမှစုကအာဒါဇက်လိုက်ဆရာရှိရဆိုရင်လည်းဒါဇက်လိုက်ဒါဇက်လိုက်ပြီးသွားပြီးပြီးစစ်တက်ပြီးပြီးဒါဇက်လိုက်ပြီးပြီးဆိုတော့မှကော်လန်လာအုပ်လို့ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကော်လန်ဒီနောက်ပိတ်ဆုံးအဆုံးသက်ဒီ ကော်လန်ကဇစ်ဒီပါတွေအလုံးတက်ပြီးပြီဆိုတဲ့အခါကျမှတက်လို့ရမှာမဟုတ်လို့လေကော်လန်တက်ပြီးတော့မှဇစ်တက်လို့ရှင်ရင်အဆင်မပြေနိုင်တော့ဘူးအာအဲ့ဒါကြောင့်မဟုတ်လို့နော်အဲ့တော့ဒီကောင်လေးကိုဒါချိုချောင်းလေးမလှလို့ပြန်ပြီးတော့ပြင်လားချိုချောင်းလေးလှအောင် ပြန်ပြင်မယ်ပြန်ပြင်ပြီးသွားပြီးပြီဆိုတဲ့အခါကျရင်ဒီကောင်ကိုအာ နောက်တလွာလဲဒီတိုင်းပဲပေါ့နော်ဘယ်ညာနှစ်ဖက်စလုံးကူကလှုပ်ပြီးသွားပြီလှုပ်ပြီးသွားပြီဆိုတဲ့အခါကျရင်စူရူကူဒီမှာစစ်ဆွဲပြီစစ်ဆွဲလိုက်ပြီအဆိုလို့ရှိရင်ဒီမှာစစ်ကလေးကဘယ်ညာညီနေတော့ပူလှတာပေါ့နော်ညီအောင်လဲတတိထားပြီးတော့ခိုင်းမှာအခုဒါဆိုလို့ရှိရင်လေပင်တက်တော့မယ်လေပင်တက်မယ်ဆိုတဲ့အခါကျလို့ရှိရင်ကွာစူရူကူဒီကောင်ကဒါကော်လန်ကော်လန်ရဲ့အာလေပင်နဲ့အင်ကြီးကလေပင်ပေါင်နေက လုံးဝကွက်တီလေးကြာနေရမှာပေါ့နော်ကွက်တီကြာနေရမယ်အဲ့အတွက်ကြောင့်မို့လို့ဒီကောင်ကပိတ်စာအထက်တီလည်းများတဲ့အတွက်တည်တည်ချာချာပင်အပ်လေးနဲ့ဂယူဒစိုင်းလိုက်ထိန်းပြီးတော့ညှိပြီးတော့အာဒါတို့တခါတည်းယာထားမယ်ပေါ့နော်ပင်ရမသုံးကျင်အာလက်ချုပ်လိုက်ပါအချုပ်နဲ့အတီကျဲလိုက်လို့ရတယ်ပေါ့နော်အခုဒီဗီဒီယိုဖိုင်ထဲမှာတော့ဒါကအာနည်းနည်းဖိုင်ဆိုင်သေးအောင်လို့အ мян နေကိုဒီဗီဒီယိုဖိုင်လေးကိုဗီဒီယိုကလစ်လေးကိုနည်းနည်းမြင်အောင်လို့ speed တင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါလေးကတော့အယမ်းမြန်နေရပေါ့အပြင်မှာတော့ဒါတကယ်ချုပ်တယ်ဆိုလို့ရှင်အခုဒီ video file 15မိနစ်စာအတွက်ကိုစုရိုက်ထားတာတနာရီနေ့ပါလောက်ရှိပါတယ်တနာရီနေ့ပါလောက်ရှိရယ်ပေါ့နော်အရာလေးကိုပြန်ပြီးတော့ edit လုပ်ပြီးတော့အတူချုံပြီးတင်ထားဆိုဒီထဲထဲမှာတော့ဒါအကြမ်းမြင်ကောင်းဝန်တစ်ထဲချုပ်တဲ့အကြမ်းမြင်ပုံစံလေးပဲပါသွားမှာပေါ့နော်အရန် detail အသေးစိတ်ကြီးတွေတော့အာမပါသွားဘူးပေါ့ အခုရင်ဦးဆုံးဒီကောင်ကဒါတဆင့်တွဲပြီးသွားပြီပေါ့နော်ဒီတဆင့်တွဲပြီးပြီဆိုတဲ့အခါကျလို့ရှိရင်သူတို့နောက်ဆုံးအဆင့် လေဘင်းကိုအလှကုတ်ဖို့ပဲကြံတော့မယ်အဲ့တော့ဒီနောက်ဆုံးအဆင့်ကလည်းအာ sequence တွေတွေကိုလွတ်အောင်ကန်ရမှာဖြစ်တဲ့အတွက်ကြောင့်အရေးကြီးတယ်ဒီအဆင့်မတိုင်ခင်မှာကိုကစစ်ကိုပြန်စစ်ပါကိုစစ်တက်ထားတာကဘယ်ညာမညီဘူးတခါလေကြလို့ရှိရင်လေအာ one centi one centi ဆိုပေမဲ့ဘယ်ညာမညီတာတွေဖြစ်တတ်တယ်အခုဒီမှာဆိုလို့ရှိရင်အာ leaving a wine ကိုလှည့်ပြီးချုပ်နေတန်းလန်းနဲ့အောက်ခံတလွာမှာနည်းနည်းညှိသွားတယ်เนาะပိတ်စားတွန့်သွားတယ်အဲ့ဒါတွေကိုလည်းပြန်စစ်ပါနောက်တစ်ဆင့်ပြန်မချုပ်ခင်မှာကိုရဲ့ အင်းကြီးကိုတယ်တွေညှိနေတာတွေရှိတယ်ဆိုလို့ရှင်အာပြန်ပြီးတော့ပြန်စစ်ကြည့်ပြီးတော့ပြန်ပြင်ပေးပါမဟုတ်လို့ရှင်အာလေဗင်တစ်ခုလုံးအလှတက်ပြီးသွားတဲ့အခါကျမှအင်းကြီးရဲ့နောက်ချမ်းမှာသို့မဟုတ်ရင်ဘက်ရဲ့အရှိချမ်းမှာကိုတယ်တွေတွန့်နေရဆိုလို့ရှင်မလှဘူးအဓိကတော့ပိစာအထက်တွေညားတဲ့အတွက်ကြောင့်မလို့စုလို့ဒီကောင်ကိုတဆင်ချင်းစီတဆင်ချင်းစီသွားတဲ့အချိန်မှာပြန်ပြန်စစ်ဖို့လိုပါတယ်ပြန်မစစ်လို့ရှင်အားလုံးပြီးမှပြန်ဖြုတ်ပြီးတော့လောက်ကရင်အရန်အချိန်ကုန်ပါတယ်အဲ့တော့အခုဒီတဆင်မှာဒါက เนาะအခုဒီမှာ sequence လေးတွေကလုံးဝကျင်းတိပေါ့ချုပ်ចောင်းနဲ့လွတ်နေမှာဖြစ်မှာပေါ့เนาะချုပ်ចောင်းနဲ့မလွတ်ဘူးဆိုလို့ရှိရင်ကျင်းတိပေါ့အကျိုးမှာအကျိုးမှာဆိုတဲ့အတွက်ဒီကောင်နေချုပ်ရင်လည်းအများတော်အဖြစ်ဟိုဘလောက်ပဲဟို ေးသေးချာချာလှုပ်ထားလှုပ်ထားပေါ့เนาะတခါတလေကိုမျက်စီရှမ်းပြီးတော့ဒါမှမဟုတ်လို့ရှင်လည်းပိတ်စာကအာဖြုတ်တုံးကတော့1 cm သူမဟုတ်ဘေးမှာ3 cm ဆိုပြီးအလွတ်ချုပ်ထားပင်မဲ့ဖြုတ်ထားပင်မဲ့ခြုံရင်းပြူရင်းနဲ့ပိတ်စာကတဖြည်းဖြည်းဆူလာတာမျိုးပါတာမျိုးဆိုလို့ရှင်လည်းဒါဖြစ်တတ်တယ်ခုနကနောက်ချမ်းမှာလည်းဒါစုတနေရမှာနည်းနည်းညှိနေလို့ပြန်ဖြုတ်လိုက်တယ်เนาะနောက်ချမ်းမှာလည်းနည်းနည်းလေးပိတ်စာတွန့်ခေါက်နေတဲ့အတွက်ကြောင့်ပြန်ဖြုတ်ပြီးတော့ပြန်ပြင်ပါတယ် ဒါတွေအကုန်လုံးကဟိုဒီတိုင်းကြီးချုပ်ပေးလိုက်လို့မရဘူးဗောနော်ကိုလက်နဲ့ကင်နေတန်းလန့်နေသတိမထားလိုက်မိလို့အာပိတ်စခောက်သွားတယ်ဆိုလို့ရှင်ပြန်ပြင်ပါပြန်ပြင်လိုက်ပါမပြင်မဲနဲ့ဒီတိုင်းကြီးချုပ်လို့လည်းမရဘူးလीเนาะအဲ့တော့ပြီးသွားပြီဆိုလို့ရှင်တော့အခုဒီမှာဒါမိပြတ်နေရဆိုတော့ဒါမိဘူးတိုက်လို့တော့မရတော့ဘူးပေါ့နော်မိလာနေရဆိုလို့ရှင်တော့မိဘူးလေးနဲ့အကြမ်းမြင်ယာပြီးတော့မှ မိဘူးတိုက်ပြီးသွားတော့မှလက်ချုပ်တွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလောက်တော့မကြဘူးပေါ့နော်အခုဒီကောင်ကကြတော့လုံးဝအာမိဘူးကင်ထားလို့မရတဲ့အတွက်ကြောင့်မို့လို့လက်နဲ့ပဲဖြည်းဖြည်းချင်းစီထိမ့်ပြီးတော့ဒါပင်အလေးစိတ်စိတ်လေးတွဲပြရပါပေါ့နော်ပင်အလေးစိတ်စိတ်လေးတွဲမယ်ပြီးသွားရင်အခုဒီလိုကင်နေတန်လန်းနဲ့မလွတ်တဲ့နေရာတွေက စီကွန်စီတွေပလဲစီတွေအကုန်လုံးလည်းကိုကတခါတည်းမှတ်ထားခဲ့ပြီးတော့ဖြုတ်မယ်ပေါ့နော်ပင်ရတွဲပြီးမှပဲဖြုတ်ဖြုတ်ပင်ရမတွဲခင်မဖြုတ်ဖြုတ်ကျင်းတွေပေါက်တော့ဖြုတ်ပြရမှာပေါ့နော်မဖြုတ်ပြီးတဲ့ခါကြလို့ရှိရင်အက်ကအလန်းချောင်းမလွတ်လို့နင်းပြီးတဲ့ခါကျရင်အက်တီကျိုးမယ်ဆင်မယ်ပေါ့နော်အဓိကတော့အက်ကျိုးတာကအက်တချောင်းစားထုတ်ထည့်လိုက်လို့ရတယ်ဒါပေမဲ့ကိုရဲ့စက်ကခဏခဏအဲ့လိုမျိုးအာအက်ကျိုးတဲ့အက်တိုင်းတွေကောက်သွားတယ်ဆိုလို့ရှိရင်နောက်ချုပ်တဲ့အဝတ်စားတွေမှာချိုးချိုးချုပ်သားမလှတာတွေဘာတွေညာတွေအဲ့လိုမျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့အက်ကိုနှမျောလို့တော့မဟုတ် ပေါ့နော်အဲ့တော့ကိုက safe side ဖြစ်အောင်ဆိုလို့ရှင်ဒီ sequence ကိုလုံးဝလမ်းကြောင်းလောက်အောင်လို့ဖြုတ်ထားပေးဖို့လိုတယ်အခုဒါအားလုံးပြီးသွားပြီဆိုတဲ့အခါကျလို့ရှင်ကြရင်ချုပ်ရိုးကိုအလားတကြောင်ပေါင်မယ်ပေါ့နော်အလားတကြောင်ပေါင်မယ်ဆိုတဲ့အခါကျတော့အာစူအာဒီကောင်ကိုဂျီဘက်ဆက်အသေးလေးမှာကဒီ စီကွက်နေချုပ်တဲ့အခါတုံးနဲ့ဘီမရှိတဲ့အတွက်ကြောင့်မို့လို့ဒီဘက်အတွက်ဆက်မှာဘီမဝဲထားအောင်မဝဲထားလိုက်မိပေါ့နော်အဲ့တော့စူရဒီကောင်တချမ်းဘီနဲ့ပဲအလှဖြစ်အောင်ဖိမယ်ဒီနေရာမှာတခုရှိတာလေစူရဒီကောင်အခုလေဘင်းကော်လန်ကပုံမှန်ဆိုလို့ရှိရင်တော့အာယူယိုအင်ကြီးတွေဆိုလို့ရှိရင်လေဘင်းကော်လန်တက်တာတွေစတစ်တက်တာတွေဘာတွေဆိုလို့ရှိရင်အင်ကြီးရဲ့လက်တွေဘာတွေမတွဲခင်အာကိုတယ်ပေါ့နော်ကိုတယ်အားလုံးပြီးသွားပြီးပြီဟေ့ဆိုတဲ့အခါကြလို့ရှိရင်လေဘင်းကိုစတစ်တက်တယ်စတစ်တက်ပြီးသွားတော့မှ ဘေးခန္ဓာကိုယ်ဘေးပူတာမျိုးလက်တတ်တာမျိုးလုပ်တယ်အခုဒီကောင်ကကြတော့ဒါကအာလေဘင်းကိုစစ်တက်ပြီးသွားတော့မှလေဘင်းပိတ်တက်ကတာလဲပါတယ်ပြီးသွားရင်စုကမီးလာနေတော့မှဟိုဘက်ဒီဘက်လောက်ကမဲ့အလုပ်တွေကိုဆက်နေတခါတည်းအာဟိုဘက်ဆက်နေပြီးအောင်ဆိုပြီးတော့လုတဲ့အခါကျတော့ဒီကောင်မှာလက်ကအရင်တက်ထားပြီးသားဖြစ်နေတယ်။လက်အရင်တက်ထားပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အားလုံးပြီးသွားမှလေမင်းတက်တာဖြစ်တဲ့အတွက်အင်ကြီးရဲ့ဒီကိုရေကြီးတစ်ခုလုံးအကုန်လုံး ထိနေရတာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့တကောင်ကပိတ်စာအထူကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့ကန်ရလာလေးတော့လက်ခတ်တယ်ပေါ့နော်တကယ်လို့ကိုကလက်မတက်ခင်သို့မဟုတ်ဒီအောက်ကကိုယ်ရဲမတွဲခင်မှာစတိတက်ထားခြင်းနဲ့ဆိုလဲတက်ထားလို့ရတယ်အဲ့ဒါဆိုလို့ရှင်တော့အောက်ကဒီခေါဝန်ခေါဝန်ပိတ်စာရဲ့အလေးချိန်ပေါ့နော်ဒီလေးကိုက်ဝင်ကျင်တော့ဟာကြီးကိုထိနေစရာမလိုတော့ဘူးအာစူအဒီကောင်ကိုခေါဝန်ကလည်းတခါတဲ့အောက်ခြေအပေါ်ပိုင်းနဲ့အောက်ပိုင်းနဲ့ကလည်းတွဲထားပြီးသားလက်ကလည်းတက်ထားပြီးသားမှာမှာ လေပင်ကိုနောက်ဆုံးမှတတ်တာဖြစ်သွားတဲ့အတွက်ကြောင့်မလို့ထင်းရတာတော့နည်းနည်းလေးတော့အခုလိုမျိုးလေးအာလက်ခတ်သွားတာဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုကခွဲပြီးတော့လှုပ်ချင်နေဆိုလို့ရှိရင်အများကြီးမထိန်ညင်ဘူးဆိုလို့ရှိရင်ခုနပြောတဲ့အဆင်လေးတွေမတိုင်ခင်မှာလေပင်ကိုတတ်ထားလို့ရတယ်အခုဒါဆိုလို့ရှိရင်ဒါအလုံးပြီးသွားပြီပေါ့နော်အဲနည်းနည်းတော့ပိတ်စာပိတ်စာဒီထိတ်ပိတ်နောက်ပိတ်ပေါ့နော်အဆုံးသတ်တဲ့အစနေရာလေးမှာတော့ပိတ်စာကအရန်ထူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကင်ရတာတော့နည်းနည်းလေးတော့လက်ဝင်တယ် အဲဒီချိန်နားမှာမမိခဲ့ဘူးပေါ့နော်မမိခဲ့တော့ဆူကဘတ်ပြန်လဲမယ်ဘတ်လဲပြီးတော့မာဒီကောင်ကိုထပ်ပြီးတော့ခြီလှအောင်ပြန်ပေါက်မယ်မဟုတ်လို့ရှိရင် အက်ကဒီဘီဘီကထူနေတဲ့အတွက်မသွားဘူးပြောရင်းဆိုရင်ဒီကောင်တချောင်းကျိုးသွားတယ်ပေါ့နော်တချောင်းကျိုးသွားတယ်အဲအဲ့တော့ဒီလူမျိုးတွေကျိုးသွားတယ်ဆိုလို့ရှိရင်လည်းကိုကစနစ်တကျလေးနဲ့အာတိမ့်ပြီးတော့စွန့်ပြစ်ပေးဖို့လိုပါတယ်သူကတော့ဘူးနဲ့ထားထားရပေါ့နော်အခုဒါဆိုလို့ရှိရင်ဒီကောင်အားလုံးပြီးသွားပြီအာဒီကောင်က ဒါပိတ်စာတွေအကုန်လုံး ချုပ်တော့ပြီးသွားပြီပေါ့နော်မိဘူတော့အောက်ပိုင်းနေရာမတိုက်ကြသေးတဲ့အတွက်နည်းနည်းကြည်နေတယ်အပေါ်ပိုင်းချမ်းနေအကုန်လုံးကတော့စူအကုန်မိဘူတိုက်ပြီးသားဆိုတော့အင်ကြီးရာကြည်ရတာနည်းနည်းလေးပိုပြီးတက်ရတယ်ပေါ့နော်အောက်ဘက်ကကာဝန်လေးတွေမှာတော့တွန့်ရလေးတွေပါတယ်သူကလက်မှာလက်ရှည်လက်ရှည်ကိုအပေါ်အောက်ဇာရောပိုရောအပြည့်ခံတယ်ကိုယ်ထဲမှာဆိုလို့ရှိရင်လည်းနောက်ကျောပြေရှေ့ချမ်းကိုယ်ထဲအပြည့်ကိုဇာပိုးအပြည့်ခံထားပါတယ်ခံထားပြီးတော့မှဒီကောင်အောက်ကလုံးဝ ठी အပြည့်နဲ့လှုပ်ထားတာပေါ့နော် ठी ပြည့်နဲ့လှုပ်ထားတဲ့အဲ့တော့တစ်ထည်လုံးပြီးသွားတဲ့ပုံစံလေးကတော့ဒီပုံ ံစံမှာခုနကတော့အင်ကြီးရဲ့ရှေ့ချမ်းမှာ dropping ထက်တဲ့ဟာတွေအတွက်ထိုးထားတဲ့အတီကျဲတွေအကုန်လုံးကအခုစုဒီမှာဖြုတ်လိုက်ပြီးပြီဒီဟာဒီလုံးဝအတီကျဲမပါဘဲနဲ့သူ့ရဲ့ origin နဲ့အတွန်တိုင်းပေါ့နော်